မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ1ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်သတင်းကတော့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာဗကံမျိုးကိုလာရောက်ပြီးတဲ့နောက်ဗကံမျိုးတက်မျိုးလယ်ဖျားအနီးမှာရှိတဲ့ဘိုးကျော်အောင်ဆန်းကျေးရုပ်ကိုမနေ့ညပိုင်းကတရက်စစ်မင်းများဖျက်တော့ပြီးတော့ဒေသအာဏာပိုင်များကဖယ်ရှားရှင်းလင်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ26ရက်နေ့မှာအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ကျူကျူလှတို့က ပကံညောင်းဦးကိုလာရောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုလာရောက်တဲ့အချိန်မှာပကံထီးလို့မင်းလို့ဖရမရရာခြေချင်းရွှေစင်90ကျပ်သာလှူဒန်းခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ပကံမျိုးတက်ကိုလှည့်ပတ်ပြီးတော့ကြိရှုသွားတယ်လို့သိရပါတယ်။မေလ31ရက်နေ့ည7:00နာရီအချိန်မှာပကံမျိုးတက်မျိုးလယ်ဖရအနီးမှာရှိတဲ့ဘိုးချုပ်ကျေးရုပ်ကိုဖယ်ရှားသွားခြင်းဖြစ်တယ်လို့သိရပါတယ်။မနေ့ည7:00နာရီလောက်မှာမိတွေဖြတ်ပြီးတော့ဘိုးချုပ်ကျေးရုပ်ကိုတည်သွားတယ်။အဲ့ဒီအနားမှာရှင်းလင်းပြီးတော့အလှပန်းအိုရီချတန်ရှင်းတွေလှုပ်တယ်။ မနေ့ညနေကဝင်းနှန်းတွေအုပ်လိုက်ကြီးလာကြည့်ပြီးတော့မှညာပိုင်းမှာမီးဖြတ်ပြီးတော့ဗိုလ်ချုပ်ကျေးရုပ်ကိုတဲသွားတာအခုဗိုလ်ချုပ်အောင်ဆန်းကျေးရုပ်ကဘယ်ကိုရောက်သွားမှန်းကိုမသိတော့ဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အဲ့ဒီဗိုလ်ချုပ်ကျေးရုပ်ဟာ2015ခုနှစ်မှာ NLD ကဦးစီးပြီးတော့စိုက်ထူခဲ့တဲ့ကျေးရုပ်ဖြစ်တယ်လို့သိရပါတယ်ဒါအပြင်အကြံဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာပကံမျိုးကိုရောက်လာတဲ့အချိန်မှာထီလို့မင်းလို့ဖရားမရေရာချေမှုများကိုပြုလုပ်ခဲ့ပြီးနောက် ပကန်းရောင်ဦးမှာရှိတဲ့တိန်ခေါ်နေတဲ့ရေကန်များအလုံးကိုဆဲယူရန်မင်းအောင်လိုင်ကရရအဖြစ်နဲ့အမိတ်ပေးခဲ့တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒီလိုမင်းလို့ဖျားမှာသူကရွှေစင်တွေကိုလှူတယ်ရရတွေခြေတယ်ပြီးတော့ပကန်းရောင်ဦးမှာရှိတဲ့ရေကန်တွေမှန်တယ်များကိုအကုန်ဆဲခိုင်းတာဂျိုင်းခွက်လောက်ရှိတဲ့ကန်ကားအစဆဲခိုင်းတာကန်ဆဲတယ်ဆိုတာအញ្ញံပြောက်ဖို့အတွက်လုပ်တဲ့ရရမျိုးလို့ပြောတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မုံမိတ်မြို့မှာအကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများနဲ့အကြောင်းမဲ့ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ28ရက်နေ့ညပိုင်းမှာမုံမိတ်မြို့အတွင်းထဲမှာ ဘုံပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်မှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။မေလ31ရက်နေ့မွန်လွဲတနအီခွဲအချိန်မှာလဲလက်နက်ကြီး၅လုံးနဲ့အကြမ်းဖက်ပစ်ခတ်မှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ TNLA, KIA, PDF, ABSGF အဖွဲ့တွေကတော့မြို့နယ်အနီးတွေမှာရောက်နေတာလည်းဖြစ်ပါတယ်။စစ်တပ်တွေပဲရှိတာဆိုတော့ပြောချင်တာကတော့မလာနိုင်အောင်လို့လိုက်ပစ်နေတာလို့ထင်တယ်။တော်လိုင်းရဲ့အဖွဲ့တွေရှိရင်လဲသတင်းပြောပေးပါစစ်ခွေးတွေကိုအမြန်ဆုံးတိုက်ပေးပါလို့ပြောချင်ပါတယ်လို့ ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။မုံမိန်မြို့မှာအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့အကြောင်းမဲ့ပြက်ခတ်ခြင်းများကိုလှုပ်ဆောင်နေတော်လဲမုံမိန်မြို့အတွင်းထဲမှာလည်းပြည်သူများဟာအများပြားနေထိုင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးအကူအညီတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ။ အတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့သခိုင်းတိုင်းကလေးမျိုးနဲ့ရာဇဂိုကြီးပါနန်းကျစ်လော်ရက်ွက်ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲပြစ်ခတ်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မေလ31ရက်နေ့မနက်10:00နာရီအချိန်မှာစစ်ကောင်စီကအခုလိုပြစ်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့လူထိခိုက်မှုမရှိတော့လဲဆယ်မြောင်းရုံဝင်အတွင်းမှာရှိတဲ့ကားများပျက်စီးသွားတယ်လို့သိရပါတယ်ပြစ်တာကတော့လေရင်နဲ့၃ဘက်လောက်ပတ်ပြီးတော့ပြစ်သွားတာလူထိခိုက်မှုတော့မရှိဘူးဆယ်မြောင်းရုံဝင်အတွင်းကကားတွေပျက်စီးတာတော့ရှိတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုခဲ့ပါတယ်အကြမ်းဖက်စစ်ကောင်စီကကလေးမျိုးနယ်အတွင်းလေချောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းတို့ကြောင့်မကြာခဏဆိုသလိုပြည်သူများထိခိုက်ဒေဆုံးမှုတွေရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပိုးကိုပိုင်အုပ်ချုပ်ခွင့်ရစီဇန်မျိုးနယ်မှာတိုက်ပွဲ24ကြိမ်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ PNO ပြည်သူ့စစ်42ဦးတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်မေလ1ရက်နေ့ကနေ31ရက်နေ့အထိစီဇန်မျိုးနယ်တပတ်ကျေးရွာအုပ်စုနောင်ကျော်ကျေးရွာအုပ်စုတောင်ရှိကျေးရွာအုပ်စုနားခိုက်ကျေးရွာအုပ်စုတို့အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့လက်အောက်ခံ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များကို ပေါ့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ကအခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲ24ချိန်ဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားနဲ့လက်အောက်ခံပြည်သူစစ်တပ်ဖွဲ့က42ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါဗျ။ပေါ့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL အနေနဲ့ပေါ့အချင်းချင်းတိုက်ခိုက်မှာမဟုတ်တော့လဲစစ်ကောင်စီလက်အောက်ခံပြည်သူစစ်အဖွဲ့ဟာစစ်အာဏာရှင်တပ်ဖွဲ့များနဲ့အတူသွာလာခြင်းပေါ့ဒေသမှာရှိတဲ့ပြည်သူလူထုရဲ့အိုးအိမ်စည်းစိမ်များကိုဖျက်ဆီးခြင်းမီးရှို့ခြင်းတော်လိုက်တပ်ဖွဲ့များအားတိုက်ခိုက်ခြင်းများကြောင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်တယ်လို့ PNL သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်အကြမ်းဖက်စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်များကစစ်ကြောင်းထိုးလာပြီးတော့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းနေအိမ်များကိုမိရှုပ်ဖျက်ဆီးခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းတို့ကြောင့်မေလာအတွင်းမှာစီဆိုင်မြို့နယ်ကောင်ဝင်းကြီးနောင်ကျော်နောင်ရင်ရေပြူကန်တော်လေးစတဲ့ကျေးပါ20ကျော်ကပြည်သူ13400ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။မေလ9ရက်နေ့မှာစစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်များဟာစီဆိုင်မြို့နယ်နောင်ရင်ကျေးပါရွာတကြီး ခွန်စာခွန်နဲ့ညီဖြစ်သူခွန်ပလွန်တို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။မေလ၂ရက်နေ့ကတည်းကအကြမ်းဖက်စစ်ကောင်စီနဲ့ပြည်သူ့စစ်များဖမ်းဆီးခြင်းခံရရတဲ့နောင်ဘူကန်တော်လေးရွာတကြီးဖျားခွန်ရှော့ဟာလည်းဒီကနေ့အထိကိုလွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။အလားတူပဲမေလ၆ရက်နေ့မှာလည်းကိုဝင်ဆောင်အမျိုးသမီးတအုပ်အပါအဝင်ထီပွား၊ရေဖြူကျေးရွာဒေသခံပြည်သူ၉ဦးကိုဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။မေလ၂၂ရက်နေ့မှာစီတိုင်မြို့နယ်နမ်စီမဲရွာက ။ဦးဝင်းနိုင်ကိုစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များကဖမ်းဆီးသွားရာကားတစ်စီးပတ်စံသိန်းတရာနဲ့မိသားစုဝင်များကပြန်လည်ရွေးယူခဲ့ရပြီးတော့ဦးဝင်းနိုင်ရဲ့အမျိုးသမီးကိုလည်းပြည်သူ့စစ်ကပြစ်ခတ်တဲ့အတွက်ကြောင့်ပေါင်မှာထိမှန်ဒဏ်ရာရခဲ့သေးတယ်လို့သိရပါဗျ။ မေလ22ရက်နေ့မှာပဲစီဆိုင်မြို့နယ်နောင်တိန်ကျေးရွာရက်မီရက်ဖတ်ဥထက်နိုင်ကို PNO ပြည်သူစစ်ကတင်းကြိုင်ကုန်းထဲကိုဖမ်းဆီးသွားတဲ့အပြင်ဥထက်နိုင်ပိုင်ဆိုင်တဲ့ဒင်္ဂါပြားများ၊ရွှေငွေများ၊ကားတစီး၊စိုက်ကဲနှစ်စီးကိုလည်းတင်စီသွားခဲ့တယ်လို့သိရပါဗါဒစစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်များဟာမေလ15ရက်နေ့16ရက်နေ့ 18ရက်နေ့အတွင်း3ရက်တိုင်းတိုင်းစီဆိုင်မြို့နယ်ထီးပွားရေပြူကျေးရွာဒေသခံပြည်သူများရဲ့နေအိမ်များကိုမိရှုဖျက်ဆီးခြင်းကြောင့်နေအိမ်24အိမ်ထဲမှနေမိလောင်ပျက်စီးသွားပြီးတော့အဲ့ဒီကျေးရွာမှာဒီကနေ့အချိန်ထိကိုတက်ဆွဲကပြည်သူပိုင်အိမ်မွေးတရိတ်ဆန်များကိုခိုးယူတက်ဖြတ်စားတောက်လျက်ရှိတယ်လို့သိရပါတယ်။ဒါ့အပြင်မေလ16 18နဲ့28ရက်နေ့တွေမှာစီဆိုင်မြို့နယ်နောင်ကျောကျေးရွာနဲ့ကောင်ဝင်းကြီးကျေးရွာတွေကိုစစ်ကောင်စီကလက်နက်ကြီးနဲ့အချိန်တရာကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နောင်ကျောကျေးရွာမှာရှိတဲ့နေအိမ်၁၀လုံးထက်မနည်းနဲ့ကောင်းဝင်းကြီးကျေးရွာမှာရှိတဲ့နေအိမ်၈အိမ်ထက်မနည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာနောင်ကျောဖုန်ကြီးကျောင်းတိန်ကျောင်းနဲ့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာနောင်ကျောကျေးရွာအတွင်းမှာရှိတဲ့ပြည်သူများရဲ့အုတ်စာပျက်စီးများဖြစ်တဲ့ကားများ၊ဆိုင်များ၊ကုန်းစုံဆိုင်အတွင်းမှာရှိတဲ့ပျက်စီးများ၊နေအိမ်ပေါ်မှာရှိတဲ့ကျေးစင်းလူတော်များ၊ငွေစင်းလူတော်များပါမကျန်ခိုးယူခဲ့ကြပြီးတော့ကားကြီးကားငယ်များနဲ့အကြိမ်ကြိမ်ခမရ၄နှစ်၃တပ်အတွင်းကိုတည်ယူသွားခဲ့ကြကြောင်း သတင်းရရှိပါရယ်ခမောင်းဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ရခိုင်ပြည်နယ်ပေါတောမြို့နယ်နဲ့ပုံနာကျွန်းမြို့နယ်မှာရှိတဲ့ခြေရွာတချို့ကိုစစ်ကောင်စီကဒီကနေ့ဇွန်လ၁ရက်နေ့မနက်မှာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တဲ့အတွက်အရတားပြည်သူများတိုက်ဆုံထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ၁ရက်နေ့မနက်၉နာရီနဲ့၉နာရီ၄၅မိနစ်ကြားမှာပေါက်တော်မြို့နယ်တဲခုံရွာကျိန်ခွေမောင်ကျေးရွာတို့အား၎င်းမနက်၁၀နာရီဝဲအချိန်ကမှပုံနာကျုံမြို့နယ်ရိုးတရုတ်ရွာတို့အား၎င်းစစ်ကောင်စီတပ်က Y-12 လေယာဉ်များ drone များနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကအရတားပြည်သူများနေထိုင်ရာရွာများကိုလေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူတချို့သေဆုံးကအသေးစားအလက်စားနဲ့အပြင်းစားထိခိုက်ဒဏ်ရာရရှိမှုတွေလည်းရှိခဲ့ကြောင်းဖော်ပြထားပြီးတော့နောက်ဆက်တွဲထိခိုက်မှုအခြေအနေတွေကိုတော့အတည်ပြုပေးသွားမယ်လို့ထုတ်ပြန်ထားပါဗျ။ ရခိုင်အခြေစိုက်သတင်းဌာနတချို့ရဲ့ဖော်ပြချက်တွေမှာတေဆုံးထိခိုက်သူများထဲမှာကလေးငယ်များနဲ့အမျိုးသမီးများပါဝင်နေတယ်လို့ပြောဆိုထားပါတယ်။ရိုးတရုတ်ရွာလေကြောင်းတိုက်ခိုက်ခံရမှုအတွင်းဆယ်နှစ်အရွယ်ကလေးငယ်တဦးနဲ့စစ်တွေမျိုးနယ်ကနေပြီးတော့ဆေးဘေးရှောင်တိန်လာတဲ့အမျိုးသမီးတဦးတေဆုံးကဒဏ်ရာပြင်းထန်သူ၅ဦးအပါအဝင်၁၁ဦးဒဏ်ရာရရှိခဲ့တယ်လို့ AB News ကဖော်ပြထားပါတယ်။ ောက်တော်မျိုးနဲ့လေချောင်းတိုက်ခိုက်ခံရမှုမှာလဲရွာသားတချို့ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားပါတယ်။ AA ကရခိုင်ဒေသစစ်စင်ရေးကို2023ခုနှစ်နိုဝင်ဘာလကစတင်ခဲ့ရာစစ်ကောင်စီကစီရေးအရာရှုံးနိမ့်နေပြီးတော့အရဲသားများကိုပြတ်မှတ်ထားတိုက်ခိုက်မှုများတိုးပြီးတော့လှုပ်ဆောင်လျက်ရှိရာစစ်ကောင်စီရဲ့လက်ချက်ကြောင့်2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကနေပြီးတော့2024ခုနှစ်မေလ17ရက်နေ့အထိအရဲသားပြည်သူ268ဦးတိစုံက640ဦးဒဏ်ရာရရှိခဲ့တယ်လို့ AA ကအတည်ပြုထားပါတယ်။ဒါ့အပြင် ပြည်သူအယောက်၄၀၀ကျော်ကိုလည်းစစ်ကောင်စီကမတရားဖမ်းဆီးထားကြောင်းသတင်းရရှိပါရယ်ခမောင်းအခုလိုမျိုးမြမတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခမောင်း